ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှပြန်လည်ကြေဆွနိုင်ပါရှင်ကျမတို့ channel ကနေနေစဉ်ပြတွင်ပြပသတင်းများတော်လိုင်းသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေးညီစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရကုပ်ပနမောဆိုစတင်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ရှမ်းမြောက်ဒေတာတွေ KNA နဲ့ TNA အောက်ခြေတပ်များအကြားအငင်းပွားမှုနှစ်ဖက်တွေ့ဆုံညင်နိုင်ရင်ပြည်လဲမီဖြစ်၍ NUG ကကုညီရန်အသင့်ရှိနေတယ်ဟုကန့်လန့်ထားတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းဒေတာတွေ KNA နဲ့ TNA တို့အကြား အငင်းပွားမှုတချို့ရှိနေပြီးယင်းအခြေအနေများကိုနိုင်ငံရေးနေလန့်ဖြင့်နှစ်ဖက်တွစ်ဆုံညှိနှိုင်းနေပြည်လည်လိမ့်မည်ဟုယုံကြည်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်ကုညီရအသိရှိနေကြောင်းယနေ့ကြေညာချက်မှာထုတ်ပြန်ထားဖြစ်ပါရယ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေတာနိုင်ဖြစ်ပေါ်လဲရှိနေတယ်။မြေပြင်အငင်းပွားမှုတချို့ကြောင့်ဒေတာကံပီသူများတာမကနယူတရနရေးတွင်ပါဝင်နေကြတဲ့ပီသူလူထစ်တရက်လို့အကြာမှာစိုးရင်ပူပန်းမှုများဖြစ်ပေါ်လဲရှိနေကြောင်းမိမိတို့တရနရေးအဖွဲ့အစည်းများအားလုံးမှာပီသူလူထစ်ရဲ့လူလားဆန္ဒကိုဖြစ်စေနိုင်ရင်ကြိုးပမ်းနေကြသူများပြီးပြီးပီသူများရဲ့စိုးရင်တော့ကများရော့ကြစေရင်ဖြေရော့ဆောင်ရွက်ပေးရန်လဲအထူးတောင်းဝန်ရှိတဲ့အလျောက်နှစ်ဖက်အဖွဲ့အစည်းများရဲ့ခေါင်းဆောင်များကမိဖက်ပဋိပက္ခများအဖြစ်သာရှုမြင်ကြောင်းနိုင်ငံရေးနေဖြစ် သာဖြည့်ရှင်းပြီးဆိုသည့်တန်ဋိဌာန်ချမှတ်ထားကြကြောင်းကြားသိရတဲ့အတွက်အထူးကျူဆူကြောင့် NUG အထောက်ပြထားဖြစ်ပါရယ်1986ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့တွင်ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့်ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့တို့ဟာညီညွတ်ရေးမဟာမိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီးကချင်အမျိုးသားများနှင့်ပလောင်အမျိုးသားများဟာနယ်မြေချင်းကပ်လျက်အေးအတူပူအများတကွာနေထိုင်လုပ်ကိုင်စားတောက်လာခဲ့ကြတဲ့အမျိုးသားများဖြစ်ကြကြောင်းနဲ့နိုင်ငံရေးခံယူချက်ချင်း တူညီကြကြောင်းချုပ်ပြင်တစ်ဖွဲ့ရဲ့အကျိုးကိုတစ်ဖွဲ့ကအားပေးထောက်ခံသွားမိတာမကကုညီရိုင်းပင်းသွားမိဟုလည်းရင်းစာချုပ်တွင်ဖော်ပြထားကြောင်းစာချုပ်ပါအရေးကြီးဆုံးမှတ်သားအပ်တဲ့အချက်ကတော့အဖွဲ့အစည်းနှစ်ဖွဲ့ကြားမှာဖြစ်ပေါ်လာတတ်တဲ့မိတိပဋိပက္ခမျိုးကိုမဆိုမိဖက်ပဋိပက္ခဖြည့်ရှင်းနေဖြစ်တာဖြည့်ရှင်းသွားမိဆိုတဲ့အချက်ဖြစ်ကြောင်းသိရှိရပါတယ် ။နွေဦးတော်လိုင်းရခဲ့တွင်စစ်အာဏာရှင်အားဘုံရန်တူအဖြစ်၎င်း Federal Democracy ပြည်တော်စုတစ်တည်ဆောက်ရေးအားဘုံရမန်ချက်အဖြစ်၎င်းတော်လိုင်းရင်အားစုများအကြောင်းမှာထတ်တူထက်မြတ်မှတ်ယူကြရကြောင်းတော်လိုင်းရင်အားစုများရဲ့ဟန်ချက်ကြီးချိုးပန်းမှုများကြောင့်ယနေ့ဆိုရင် Data Align စစ်ကောင်စီရဲ့ကင်းနေမြေစခန်းများ data align စက်ကောင်စီရဲ့ကင်းစင်နဲ့မြင်များကြကြပြပြပေါပေါလာခဲ့တယ်လို့ စစ်အာဏာရှင်ကြဆုံ၍တနိုင်ငံလုံးလွတ်မြောက်ရန်လက်တကမ်းတာလိုတော့တဲ့အချင်းတို့ရောက်ရှိနေပြီဖြစ်ကြောင်းအဖက်ဖက်ကအင်အားချင်းနဲ့အရင်းနှီးလျက်ရှိနေတဲ့အကြံပေးစစ်ကောင်စီအဖို့တော်လိုင်းရင်အားစုများအကြံမှာတက်ရှူတွေးခွဲရင်းဟာ၎င်းတို့ရဲ့အတ္တကပြူဟာဖြစ်လာသည်ဆိုတဲ့အချက်ကိုလည်းသတိပြုကြပြီဖြစ်ကြောင်း NUG ရဲ့အကြံပြုထားဖြစ်ပါရယ်လာတော့ပေါပောင်းလာတဲ့အောက်ခြေပုတ်တိုင်မှုများဟာဒီလူမျိုးရေးအမုံတရားစီအပြန့်ကျဲ မတော်စင်အတွဲနှစ်ဖက်အဖွဲ့အစည်းကောင်းဆောင်များအနေဖြင့်ထိတ်ကြောင်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်းနှစ်ဖက်မျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်းနေပြဿနာအများစုကအခက်အခဲမရှိဖြေရှင်းပြည့်လည်စီလဲ့မည်ဟုလည်းနားလည်ကြောင်း NGO တိုက်တွန်းထားဖြစ်ပါရယ်ယခုရပိုင်းအတွင်းတွင်လည်းနှစ်ဖက်အဖွဲ့အစည်းများကြားမှာဗဟုသဆွေးနွေးမှုများလုံးဆောင်မည်ဟုဖော်ပြလာခြင်း၊ပြည်သူလူထုရဲ့တဘောဆန္ဒကိုရယူမည်ဟုဖော်ပြလာခြင်းများဟာအပြည့်တဘောဆောင်ပြီးပြည်သူကိုမျက်နှာမူလျက်အရေးကိစ္စများကိုဖြေရှင်းကြမည်ပြည့်ရုံများဖြစ်ကြလေရာ ရင်းအခြေအနေများကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုးဆိုလိုက်တဲ့တို့သိရပါဗျ။ အားလုံးမှာပြည်သူကိုအတိကထား၍တိုက်တိဆောင်ရွက်ကြတဲ့တော်လိုင်းအဖွဲ့အစည်းများဖြစ်တဲ့အာလျော့စွာပြည်သူကိုမျက်နှာမူတည်နီးနာများဖြစ်တာမိမိတို့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနိုင်ပြီဖြစ်တဲ့ကဲ့သို့ပြည်သူကလှလတောက်တက်နေရှိနေတဲ့ Federal Democracy ပြည်တော်စုပန်းတိုင်ကိုအရောက်ချီတက်နိုင်ပြီဖြစ်ပါကြောင်းနိုင်ငံရေးကိစ္စရပ်များကိုနိုင်ငံရေးနည်းလမ်းဖြင့်ငြိမ်းချမ်းစွာဖြည့်ရှင်းဆောင်ရွက်ကြရတွင်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လိုအပ်သလိုကုညီဆောင်ရွက်ရန်အသင့်ရှိပါကြောင်း NGO ကတိုက်တွန်းထားဖြစ်ပါရယ် ဆက်လက်ပြီးတော့ထိုင်းနိုင်ငံတွေအလွတ်လွတ်ရန်တောင်းရင်မြစ်ဖြတ်ကူရေးတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားလူငယ်စေဥပဖန်စီရရှိခဲ့တဲ့ဆိုတဲ့တင်ကိုတက်ဆက်ပြမဖြစ်ပါရှင်။ထိုင်းနိုင်ငံတွင်အလွတ်လွတ်ရန်တောင်းရင်မြစ်ဖြတ်ကူ၍တရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားစေဥကိုဖန်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။မတ်လ17ရက်နေ့ထိုင်းမြန်မာအမတ်တစ်ချစ်ချစ်ရတဲ့အနေမှာ တောင်းရင်မြစ်ကိုဖျက်ကွေးရဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားဆယ်ကိုဖမ်းဆီးရရှိခဲ့ကြောင်း၎င်းတို့ကိုစစ်စင်ရတွင်တရားဝင်စာရွက်စာတမ်းအထောက်အထားမရှိဘဲထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းထိုင်းနိုင်ငံတွင်အလလုံးရအတွက်ဝင်ရောက်လာခြင်းဖြစ်ပြီးဆယ်ဦးစလုံးမှလူငယ်များဖြစ်နေကြောင်းသိရှိရပါသည်ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားဆယ်ဦးစလုံးကိုကျမ်းမာရေးစစ်စင်မှုများပြစ်လုပြီးမဲဆောက်ရေစကန်တွင်ထိုင်းနိုင်ငံအတွင်းသို့တရားဝင်ဝင်ရောက်မှုဖြင့်စုဆန်းစစ်စင်အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့အေအေနဲ့တိုက်ပွဲဖြစ်နေတဲ့ပန်းတော်မျိုးနဲ့ထုံးပုံမျိုးတွင်စစ်တပ်နဲ့ရဲများကစစ်စီရေးဂိတ်ဖွင့်ပြီးလုံခြုံရေးအကြောင်းပြရွေးကားတစင်းနဲ့ငွေကြက်၂သိန်းလုံးကောက်ယူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရှင်။ဘုကိုတိုင်းပေါင်းတုံးပန်းတော်မျိုးနဲ့ထုံးပုံမျိုးအဝင်တွင်အကြံပေးစစ်တပ်နဲ့ရဲများကစစ်စီရေးဂိတ်တွေဖွင့်ပြီးကားတစင်းနဲ့ငွေကြက်၂သိန်းလုံးဖြင့်လုံခြုံရေးအကြောင်းပြဖမ်းဆီးတောင်းခံနေကြောင်းဒေသပြည်သူများကရှံကုတ်ခဲ့တဲ့သတင်းဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။ အေအေနဲ့တိုက်ပွဲဖြစ်နေတဲ့ပန်တောင်မြို့နယ်တွင်မတ်စလပိုင်းကနေစတင်ပြီးထုံးပုံမြို့ရဲစခန်းမှာအကြမ်းဖက်စစ်တပ်နဲ့ရဲများကမြို့အဝင်ဆိုင်ပုံရှိတွင်နေစဉ်ဂိတ်ဖွင့်ပြီးခရီးသွားကားများကိုအကြောင်းမဲ့ဖမ်းဆီးပြီးကားတစ်စီးနဲ့ငွေကြေး၂သိန်းလုံးနဲ့အတင်းအဓမ္မတောင်းခံနေကြောင်းထို့ပြင်ဂိတ်ကိုဖြတ်တန်းသွားလာသည့်ထုံးပုံမြို့နယ်အနီးအနားကျေးရွာမှာပြည်သူများရဲ့တုံးပီးဆိုင်ကများကိုလည်းအကြမ်းဖက်စစ်ကောင်စစ်တပ်သားများကလုံခြုံရေးအကြောင်းပြကအကြောင်းမဲ့ဖမ်းဆီးပြီးငွေကြေးတောင်းချီတောင်းခံနေခြင်းကြောင့်ပြည်သူများသွားလာရေးပါ အခက်အခဲလာကြောင်းသိရှိရပါတယ်။ထုံးပုံမျိုးရစကန်ကစစ်ခွင်းနဲ့ရဲခွေတွေကထုံးပုံမျိုးအဝင်ရှိမှခရီးသွားကားတွေကိုကိတ်ပွင့်ပြီးစစ်စီနေတာနေ့တိုင်းကိုဖမ်းနေတာ ကားတစ်စီးကိုငွေကျပ်နဲ့သိမ်းထိအကြောင်းမျိုးမျိုးပြပြီးတောင်းနေပါတယ်။စစ်ခွေတွေကလမ်းမှာတွေ့တဲ့သုံးပိဆိုင်ကလေးတွေနဲ့အကုတ်ဖမ်းပါတယ်။ကျုံတလူကိုဖမ်းပြီးငွေညိနေတာပြန်ရွေးခိုင်းရတဲ့တောင်းနဲ့ချီပေးနေရတယ်။ပြည်သူတွေကတောင်းလာရေးပါခက်ခဲနေရတယ်။အခုဒေတာပြည်သူတွေကပြောဆိုထားဖြစ်ပါတယ်။ ဘကိုတိုင်းပန်တောင်မြို့နယ်နဲ့အုတ်ချစ်ပင်မြို့တို့တွင်စစ်တပ်ကအေးအေးနဲ့ဖြစ်ပေါ်နေတဲ့ရှစ်တန်းစစ်မျက်နှာပြင်များစစ်ကွင်းအားများတောင်းလျှောက်ဆိုတို့ပို့ဆောင်နေပြီးအုတ်ချစ်ပင်မြို့နယ်ပန်တောင်မြို့တွင်ခုတ်ခန့်ဆက်တွဲပြင်ဆင်လျက်ရှိနေကြောင်းတခြားတစ်ဖက်တွင်လည်းပန်တောင်မြို့နယ်အုတ်ချစ်ပင်မြို့တွင် လုံခြုံရေးတင်းကျပ်ထားပြီးရင်းမြို့များမှလူငယ်များကိုပြည်သူစစ်နယ်စစ်မှုထမ်းတပ်သားများအဖြစ်အကြီးအကျယ်စုဆောင်လျက်ရှိနေကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့အင်အားနေရာခန့်ရှိတဲ့စစ်တပ်စစ်ကြောင်းတိုက်ခတ်ခံရပြီး28ရောက်တိစုံခဲ့ပြီးဘိုးမူးနဲ့ဘိုးကြီးအပောင်းဝင်14ရောက်ဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကနေထွက်လာခဲ့တဲ့ကျန်ပစစ်ကောင်စစ်စစ်ကြောင်းတိုက်ခတ်ခံရပြီး28ရောက်တိစုံကဘိုးမူးဘိုးကြီးအပောင်းဝင်14ရောက်ဖမ်းဆီးရမိခဲ့တယ်လို့မြင်းချန်ခရရအမတ်၄နဲ့30တရင်ထံကနေသိရှိရပါတယ်။ မက်စလာကိုရနေ့ကနထူချင်းမြနဲ့ဝက်လူရဲစခန်းကနေထွက်လာခဲ့တဲ့တမတ်တရက်တက်လက်အောက်ခံစစ်ကြောင်းကိုဂျာတွင်ဘိုးရွာအနောက်ဘက်မှာတော်လရင်ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စစ်တပ်ကတိုက်လေရင်နဲ့၅ချိန်ပြစ်ကူပေးခဲ့တယ်လို့သိရှိရပါတယ်။ အဒီတိုက်ပွဲတွင်မှာအချမ်းပဲစစ်ကောင်စီရဲ့ဗိုလ်မှူးဝင်းလိုက်ဦးဗိုလ်ကြီးအောင်ကိုကိုအပါဝင်စစ်သား၁၄ယောက်ဖမ်းဆီးရမိခဲ့ပြီး28ယောက်တိဆုံးခဲ့တယ်လို့သိရှိရပါတယ်။ကြပါရဲ့စကောင်စစ်ထက်ကလည်း MA1 စကောလည်း MA2 နဲ့လည်း MA3 ခွန်းနဲ့လည်း MA5 နဲ့လည်း MA11 ခွန်းနဲ့လည်း MA12 တဲ့လည်း G3 နဲ့လည်း G4 တဲ့လည်း60မမပြောင်းတူနဲ့လည်း67မမစိန်ပြောင်းတဲ့လည်းငါရောမှငါ ငါရမ96ကြီး1000နဲ့1200တောင်ခရမမ6နှစ်ကြီး1045တောင်ကိုမမချင်း19တောင်60မမကြီး28လုံး87မမကြီး9လုံး RPG ကြီးအဖိုး9လုံးနဲ့ RPG ပို့တဲ့ကြီး8တောင်အင်နာက22လုံးနေမိုင်း9လုံးနဲ့လက်ပစ်ပုံး7လုံး laptop 9လုံးနဲ့စက်တွေ12လုံးတင်စီရရှိခဲ့တယ်လို့သိရပါတယ် အဒီတာခံမှုကိုတော့မြင်းချန်ခရင်တရင်လေး30နှထုံးကြီးမျိုးနဲ့ဘာကဖာနဲ့မဟာမေပူပေါင်းဖက်ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပီတုရဲဘော်နှစ်ဦးကြရှုံခဲ့ရတယ်လို့သိရှိရပါတယ်။အကြောင်းတက်ဆက်ပေးမှုဒီမှာပဲကတနာကိုပြောပါရှင်။အပင်နာဆင်မတို့ရဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။